โอเคအားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာကတော့ကျွန်တော်ပြောပြမယ့်အကြောင်းအရာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ FCB ban တွေမှာငွေဝင်ငွေထွက်သိဖို့ဆိုလို့ရှိရင်ဒီအရင်တော့ဆိုလို့ရှိရင် SMS အစားအခုက line ဖြစ်သွားပြီပေါ့နော် line နဲ့ချိန်ရအချိန် line နဲ့ချိန်ပေးရမယ်ပေါ့ ဆိုတော့အရင်တော့ဆိုလို့ရှိရင်ငွေဝင်ငွေထွက်ကိုဘယ်လိုတည်နိုင်တယ်လဲဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဖုန်းစင်ကပ်ကနေပြီးတော့မှတစ်စက် SMS ပို့လာကြတယ်အဲ့ဒါမှငွေဘလောက်ဝင်တယ်ဘလောက်ထွက်တယ်ဆိုတာကိုကျွန်တော်တို့တည်နိုင်မယ်ပေါ့နော်ဒီဘက်ခေတ်ကိုရောက်တော့အဲ့လိုမျိုးမဟုတ်ဘူးတိပိသားလူလည်းတည်နေလောက်ပြီပေါ့ဆိုတော့မတည်သေးတဲ့သူတွေအတွက်ကိုကျွန်တော်ကအဒီနီလန်လေးလာပြောပြတာပေါ့နော် ကျွန်တော်တို့ဥပမာကျွန်တော်တို့ဗန်တဲ့ဟိုတထေးတွေကနေပြီးတော့ပဆန်လွှဲလာပေးတယ်ဒါမှမဟုတ်ကိုကလည်းသူများကိုပဆန်လွှဲပေးလိုက်တယ်ထားတော့အဲ့ဒီ slit slit တွေကဒီငွေဝင်ငွေဝင်ငွေထွက်ကိုဒီဖုန်းပေါ်မှာပဲဖုန်း application ထဲမှာပြပြပြီးတော့သွားကြည့်နေစရာမလိုတော့ဘူးပေါ့နော်သွားကြည့်နေစရာမလိုတော့ဘူး line account လေးရှောက်ထားဖို့လိုမယ်နံပါတ်1အချက်ကတော့အဓိကအဲ့ဒါကအရေးကြီးတယ်ပေါ့ဆိုတော့ line account ရှောက်တဲ့အချိန်မှာလည်း ကျွန်တော်ကြိုတင်ပြီးတော့တတိပေးချင်တာလေးတခုရှိတယ်။ LINE အကောက်ရှုပ်တဲ့ချိန်မှာ password နဲ့ဒီကိုယ့်ရဲ့ holding ဖုန်းနံပါတ်ကို Gmail တွေပါတွေကိုအကုန်လုံးကိုတတိချာချာကျွန်တော်တို့ Facebook account လိုပဲမှတ်ထားပါ။မဟုတ်ဘူးဆိုလို့ရှိရင်တော့ LINE တွေကထွက်ပြီးလို့ရှိရင်ပြန်ဝင်လို့ရှိရင်အဲ့ဒါမမှန်တဲ့ခါကျတော့အဲ new create ဆိုပြီးတော့အစ်စ်ပြန်ဖွင့်ခိုင်းလို့ရှိရင်ကျွန်တော်တို့ချိန်ထားတဲ့ဟာကမရှိတော့ဘူးပေါ့နော်။ဆိုတော့ကျွန်တော်ပြောချင်တာကအဲအခုဒီ LINE နဲ့ line နဲ့ကျွန်တော်တို့ SCB ban နဲ့ကို ခေါနဲ့ကျွန်တော်တို့ဒီချိတ်ဆဲလိုက်လို့ရှိရင်ကိုယ့်ရဲ့ပစံတွေကိုကိုယ်အလွတ်လုံနေတယ်ဗျာပစံတယောက်ယောက်ကလွှဲလိုက်တယ်လွှဲလိုက်တယ်ဆိုလို့ရှိရင်ကိုယ့်ဖုန်းထဲကိုပစံဝင်လာမယ်ကိုယ့်ဖုန်းထဲပစံဝင်လာပြီဆိုလို့ရှိရင်တော့ဒါဖုန်း screen လေးကိုဖြန့်ကြည့်လိုက်တာနဲ့အော်ငွေဘလောက်ဝင်သွားပြီဆိုတာကိုသိရတယ်ပေါ့နော်အလုံးမရှုပ်တော့ဘူးအရန်လဲအသုံးဝင်တယ်ပေါ့ဒီနီလန်လေးကမဟုတ်လို့ရှိရင်ဒါကျွန်တော်တို့ဖုန်းရဲ့ software ထဲကိုဝင်ဝင်ပြီးတော့ တော်တော်ကြည်နေရတာအမောအလုတ်ရှုပ်တယ်ဗောလေအလုတ်လည်းရှုပ်တယ်အချိန်လည်းကုန်တယ်ဆိုတော့ဒီနီလန်းလေးကအချိန်ကုန်လည်းတက်တာတယ်မိတ်ဆွေတို့အတွက်လည်းအကျိုးရှိမယ်လို့ထင်ပါတယ်ဗောနော်ဆိုတော့ကျွန်တော်ရဲ့အတူတူဒီဗီဒီယိုလေးကို like ကြည့်အောင် ကျွန်တော်ဘယ်လိုမျိုးလုပ်လဲဆိုတာကိုကျွန်တော်နဲ့တူတူစင်ချင်းစီကျွန်တော်ကလုပ်ပြသွားမယ် screen recording ရိုက်လို့မရဘူးကျွန်တော်ကျွန်တော်ဖုန်းရဲ့ screen recording ဖမ်းလို့မရဘူးဖမ်းလို့ရှိရင်ဒါ black screen ဖြစ်သွားတယ်ပေါ့နော်အကုန်လုံးကအမဲရောင်ကြီးတဲ့အကုန်လုံးဖြစ်သွားတယ်ဆိုတော့ကျွန်တော်နောက်ထပ်ဖုန်းတစ်လုံးနဲ့ဒီဖုန်းတစ်လုံးကိုထပ်ပြီးတော့ဗီဒီယိုရိုက်ပြပေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်နဲ့တူတူကြည့်လိုက်အောင်โอเค ဆိုတော့ကျွန်တော်တို့အရင်ဆုံးအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဘန်ထဲကိုဝင်လိုက်ကြရအောင်ပေါ့နော်ကျွန်တော်တို့အကောင့်ထဲကိုဘန်ထဲကိုဝင်မယ်โอเคဟုတ်ပြီနော်ဒီဘန်လေးထဲကိုရောက်လာပြီဘန်လေးထဲကိုရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအောက်နာလေးမှာဒီဒီအဆက်အကြောင်းလေး၃ယောက်ရှိတယ်အဲ့ဒါလေးထဲကိုဝင်လိုက်ပါ โอเคဒါဆိုလို့ရှိရင်တော့ဒါသူ့ရဲ့ဒီ setting ဆိုတဲ့ဟာလေးရှိရယ်ပေါ့เนาะအဲ့ setting နဲ့ setting လေးကိုနှိပ်လိုက်ပါပေါ့โอเคပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ go to scb contact ဆိုပြီးတော့ရှိရယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်โอเคဒါဆိုလို့ရှိရင်တော့သူကချိတ်ဆက်နေပြီပေါ့เนาะချိတ်ဆက်နေပါပြီ အဲပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကို agree accept ဆိုတဲ့ဟာလေးကိုနှိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်အောက်က accept ဆိုတဲ့ဟာလေးကိုထပ်နှိမ့်မယ်အဲဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်ဒီအောက်နာလေးမှာ confirm ဆိုတာလေးကိုနှိမ့်လိုက်ရုံပဲပေါ့နော်ဒါကဘာဖြစ်လို့ကျွန်တော်တို့တွေလောက်ရတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေအချိန်ကုန်လဲတက်တာတယ်လူပင်ပန်းလဲတက်တာလို့ဒီနီးနဲ့လုံးဝကိုအဆင်ပြေတာပေါ့နော်ငွေလည်းမကုန်ဘူးလိုင်းစိမ့်သုံးနေတဲ့သူတွေဆိုလို့ရှိရင် ဘာမှထူးထူးလောက်ရတာမဟုတ်ဘူးလေဆိုတော့ကျွန်တော်တို့ချိန်ထားတင်တယ်လို့မြင်တယ်ဗောနော်ဆိုတော့ဒီ confront လေးကိုနှိပ်လိုက်ပါအဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီချိန်ဆက်လို့အောင်မြင်သွားပြီဗောနော်ဒီမှာအပေါ်ပါတာအပေါ်နာလေးကအစာလေးဝင်လာတယ်ဗောဆိုတော့ get started အဲ့ဒါလေးကိုနှိပ်မယ် အဲဒါတလို့ရှိရင်ကျွန်တော်တို့ line တဲ့ရောက်သွားပြီပေါ့နော်ဒီ line ရဲ့ messenger မှာဒီမှာကိုယ့်ရဲ့ဘယ်လောက်လွှဲထားတယ်ဘယ်လောက်လွှဲထားတယ်ငွေဘယ်လောက်လွှဲထားတယ်ဘယ်သူကဘယ်သူ့ကိုလွှဲထားတယ်ဆိုတဲ့ဟာအစားအကုန်လုံးကိုဒီမှာပေါ်တယ်ပေါ့နော်အရန်ကောင်းပါတယ်ပစံဘလောက်ဝင်လာလာဝင်လာလာသူကအကုန်လုံးကိုဒီမှာလာပြတာပေါ့ဆိုတော့ကျွန်တော်တို့တွေအတွက်ကအရန်အသုံးလို့ကောင်းတယ်အရန်စင်ပြေတယ်ပေါ့လေဆိုတော့မိတ်ဆွေတို့အနေနဲ့လည်းဒီနီးလေးကိုသုံးပြီးတော့လုပ်ကြည့်ဖို့ကျွန်တော် ြောချင်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့သူတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်